အရှင်ဖရာကြိုးစားရင်ဖရာဖြစ်တယ်ဆိုတဲ့စကားကိုလက်ခံပါသလားဖရာတဲ့ကြိုးစားနိုင်မယ်ဆိုရင်တော့လက်ခံပါတယ်နော်တိုးတော့ဖရာဖြစ်ဖို့ဆိုတာကတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးမလွယ်လို့လည်းပဲမြတ်စွာဘုရားကဗုဒ္ဓဘာတော်ဒုံလဘောဖရာအဖြစ်ကိုရခဲ့တယ်လို့ဟောခဲ့တာပေါ့နော်ဖရာဖြစ်ဖို့ဆိုရင်ပါရမီ၁၀ပါးစွန့်ကြည့်ခြင်း၅ပါး စရိယ၃ပါးတို့ကိုဖြည့်ကျင်းရပါတယ်။ပါရမီ၁၀ပါးစရိယ၃ပါးကိုအတားထားပါဦး။စွန့်ကြည့်ခြင်း၅ပါးကိုပဲပြောပါမယ်။စွန့်ကြည့်ခြင်း၅ပါးကဘာတွေလဲဆိုရင်၁ဒဏ္ဍပရိစ္ဆာကစည်းစိမ်ဥစ္စာကိုစွန့်လွှတ်လူတန်းခြင်း၂ငင်္ဂပရိစ္ဆာကခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတို့ကိုဖျက်တောက်လူတန်းခြင်း၃ပုဒ္ဒပရိစ္ဆာက သာသမီကိုစွန့်လွတ်တူတန်းခြင်း၄။ပရိယပရိစ္ဆာကဇနီးမယားကိုစွန့်လွတ်တူတန်းခြင်း၅။ဇီဝိတပရိစ္ဆာကအသက်ကိုစွန့်လွတ်တူတန်းခြင်းတို့ ဖြစ်ပါတယ်။အဆိုပါစွန့်ကြည့်ခြင်း၅ပါးကို၄ပင်ချိန်နဲ့ကဘာတသိန်းတိုင်တိုင်ပါရမီဖြည့်ခြင်းရမှာ ဖြစ်ပါတယ်။ဒါကပညာဓိကဖရာကို ပြောတာပါ။ဝရိယဓိကဖရာဆိုရင် 16တင်ချေနဲ့ကဘာတသိပါရမီ ဖြည့်ခြင်းရမှာ ဖြစ်ပါတယ်တရာအဓိကဖရားဆိုရင်တော့7တင်ချေနဲ့ကဘာတသိပါရမီဖြည့်ခြင်းရမှာဖြစ်ပါတယ်ဘယ်လိုလဲဖြည့်ခြင်းနိုင်ပါမလားအဲ့ဓာတွေကိုဖြည့်ခြင်းနိုင်မယ်ဆိုရင်တော့စူးစမ်းရင်ဖရားဖြစ်တယ်ဆိုတဲ့စကားကိုလက်ခံပါတယ်เนาะ